Hello, welcome back to my page. ဒီနေ့ကတော်တော်များကျွန်တော်မေးထားကြရပေါ့နော်။ Video editing လုပ်လို့ရှိရင်မြန်မာစာတန်းကိုဘယ်လိုထိုးရလဲဆိုပြီးတော့ကျွန်တော်တော်တော်များမေးထားကြပါတယ်။အဲဒီအကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် T-blog ကိုဒီနေ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ Video လေးမစခင်မှာကျွန်တော်ရဲ့အခု blog လေးကို like and share လုပ်တော့ပေးဖို့ပမေးပါနဲ့လို့တောင်းဆိုချင်ပါတယ်။ So, let's go. ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပထမအဆုံးအနေနဲ့ Play Store အနေပဲဖြစ်ဖြစ် iPhone ဆိုလို့ရှိရင် App Store အနေပဲဖြစ်ဖြစ် In short ဆိုရက် App လေးကိုကျွန်တော်တို့ download ဆေးဖို့လိုပါတယ်ဆိုတော့ In short ကို download ဆေးပြီးသားပြီဆိုလို့ရှိရင် In short ကိုနေပြီးသားလို့ရှိရင်ဒီတိုင်းလေးပေါ်လာမှာပေါ့နော်ဆိုတော့ကိုကဗီဒီယိုကိုစာတမ်းထုတ်မှဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုရင်းနေထားဖို့လိုပါတော့ဗီဒီယိုလေးကိုနေမယ် ပြီးတော့ရှင်ကိုလုပ်မဲ့ဗီဒီယိုကိုရွေးချယ်မယ်ကျွန်တော်တော့ဒါလေးရွေးလိုက်မယ် so okay so ဒီလိုမျိုးပြလာပြီဆိုရှင် next day ကိုနေပြပါ okay ကိုထပ်နေပြပါဆိုတော့ကျွန်တော်အခုဒီမှာပြောထားတာကโอเคဒါဆိုလို့ရှင်ဒီဗီဒီယိုကို ကျွန်တော်ကစာတမ်းထုတ်ချင်တာဖြစ်တဲ့အတွက် T ဆိုရက် text ဆိုရက်စလုံးလေးကိုနှိပ်မယ် ပြီးတော့လို့ရှင် text ကိုထပ်နေမယ်ဆိုတော့ဒီမှာကျွန်တော်တို့ဘာသာစကားပြောလို့ရပါပြီကျွန်တော်မြန်မာစာတန်းထုတ်မှာဆိုတော့မြန်မာဘာသာနဲ့အလုံးမင်းမင်္ဂလာပါဆိုတာလေးကိုကျွန်တော်ပြန်ပေးမယ်ပေါ့နော်ဥကရိန်းရေးရမှာဖြစ်ပါတယ်အလုံးမင်းမင်္ဂလာပါဆိုရှင်ကိုရေးပြီးတော့ပြီဆိုလို့ရှင်မှန်ချစ်လေးကိုလည်း အာကိုထားခြင်းတဲ့နေရာမှာထားပြီးလို့ရှိရင်လုံးဝအတန်လေးနစ်ပြီးလို့ရှိရင်သူ့ကိုအာသူ့ဘဝအယောင်နေပါလေရွေးလို့ရပါသေးတယ်ဆိုအယောင်နေပါရေးမယ်ဆိုရင်သူ့ကိုပြန်ဖြီးဖြီးပြီးတော့ပြီဆိုလို့ရှိရင်သူ့ခဲတံလေးနဲ့ပြီဒီမှာရောင်စုံလေးပေါ်နေပေါ့နော်ဆိုတော့ခါလေးနေမယ်မသူ့ရဲ့အယောင်ကိုချက်ကလေးပြုလို့ရပါတယ်ဆိုတော့ black ပဲရေးမလား red color yellow ဆိုပြီးအယောင်မျိုးရှိရပေါ့နော်ဆိုတော့ ကိုချိန်နေတဲ့အယောင်ကိုရွှေ့ပြီးသားပြီဆိုလို့ရှိရင်အမှန်ရှိပြီလို့နေလိုက်ပါပြီးလို့ရှိရင်ကိုချက်တဲ့နေမှာထားမယ်ပြီးလို့ရှိရင်ဒီမှာကအလုံးမင်္ဂလာပါဆိုနေပါတယ်တခါရပြောအဲ့ဒီစားလေးကိုဖြတ်လိုက်ဖြတ်မယ်ပေါ့နော်ဖြတ်ပြီးသားလို့ရှိရင်ဆိုမတွေ့ရကြပြီဆိုတာလေးကိုထိုက်ရေးမယ်ဆို တွေ့တာကြာပြီ။ Okay so အဲ့ဒါလေးကိုအမြင်မှန်ချက်ပဲပြန်နေမယ်။ဒီ app နဲ့အာတာချက်ကကိုရွေးပြီးသားစလုံးရဲ့ color ကိုကြောင်းမသွားပေဘူး။ तू ကကိုထိုက်ရင်လည်းဒီစလုံးကဒီ color တိုင်းပဲပြည့်ရတဲ့ပြန်ပြီးတော့ color ညှိနေစရာမလိုတဲ့အတွက်ကိုပြန်ဆင်ပြေပေါ့နော်။ So အဲ့ဒါလေးကိုကိုကိုလိုချင်တဲ့အနေထားလေးရအောင်ဆွေးပါနော်။ So အခုနာကဟာနဲ့အခုကျွန်တော်အတိတ်ရေးတဲ့ဟာနဲ့ဟို တူလားပေါ့နော်သူထားတဲ့နေရာချင်းကဒါဆိုလို့ရှိရင်အခုဒုတိယတစ်ခုကကျွန်တော်အောက်ဆုံးကိုရောက်မှာဆိုဒုတိယနေရာကိုကျွန်တော်ပို့ချိုက်တယ်ဆိုတော့ကျွန်တော်ပထမနေရာကိုနည်းနည်းလေးဖောက်ဆွဲပြီဆိုတော့အာကျွန်တော်နေထိုင်လို့ဆိုလို့ရှိရင်နည်းနည်းလေးတော့ပြေပေါ်တော့โอเคဒါဆိုလို့ရှိရင်သူတို့နေပါတိုင် AC သူ့ဘာနဲ့သူပြောင်းအောင်လားဒါဆိုလို့ရှိရင်အာအဲ့လိုမျိုးပေါ့ အပြည့်အစုံကြီးဆွေးညာမှာနောက်တစ်ခါပြန်နေတော့အားလုံးလည်းလာပါဆိုတော့ကျွန်တော်ရဲ့ page ကိုဆိုဆက်ပြီးတော့ဆိုတော့ကျွန်တော်ရဲ့ ဒီမှာကိုဒီစလုံးကိုပြင်ပြင်ကျင်နေဆိုလို့ရှိရင်ဒီခဲတံလေးကိုပြင်နေမယ်ပြီးလို့ရှိရင်ကိုချက်ကလို့ပြင်ပြလို့ရတယ်ကျွန်တော်ရဲ့ page လေးကိုဒီကိုအဲ့မှာကိုကဒီစလုံးတွေကတင်းနေရဆိုလို့ရှိရင်ဒီဟာကို ပြန်ပြီးတော့ဒီကိုလိုချင်တဲ့နေရာအနေထားလေးမှာဆိုတော့နေရာကိုကျွန်တော်ပေါ်ထားပြီးတော့ကျွန်တော်ရဲ့ page လေးကိုဆွဲနေရမှာဆွဲနေရအောင်ကျွန်တော်အောက်ကိုထားမယ် ဆိုတော့အဲ့မှာပါတော့လဲဆိုတော့ဒီညားလေးပေါ့နော်ဒီညားလေးကိုနှိပ်ကြပါလေဆိုတော့ဒီမှာကဖတ်ဆိုရှင်ညီသွားပြီအခုနကလည်းပြန်ချင်းစင်ပြေအစင်ပြေလောက်ပြေလာပေါ့နော်ဒီနေ့ okay ဒါဆိုရှင်စင်ပြေဆိုတော့ပြန်လာထောင်ကြအောင်ကျွန်တော်ဒီ page ကနေပြီးတော့ဒါကိုဆက်လိုက်ပါမယ် ကြုံ Okay so ဒီမှာဝတ်ထားတဲ့နေရာမှာပြန်ထားမယ်ကျွန်တော်ရဲ့ H ကနေပြီးတော့ sorry excuse me sorry ဒို Okay so ကျွန်တော်မြန်မာလားပြီးလို့ရှင်သူ့ပြန်ပြီး ကုဏဟာနဲ့ကုဏဟာချင်းနဲ့ပတ်ချနေရဆိုတော့ပေါ်နေတဲ့ဆက်တယ်မဲ့ပြန်ပြီးကိုကိုကြီးစေချင်တဲ့အနေချလိုက်မှမြင်ခိုင်းမယ်ဆလို့ရှိရင်ပြန်ဖွင့်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဟိုကိုလိုချင်တဲ့ဒါပုံစံမျိုးရပါပြီဆိုတော့ဒီဟာကိုဟိုတူကအာ ကိုဒီတခြား sticker ထည့်ခြင်းလို့ရှင်လေဒီမှာသူအရုပ်ပုံလေးကိုဖြီးပြီးတော့ကိုထည့်ခြင်းတဲ့ဟာလေးကိုထည့်လိုက်ထည့်လိုက်လို့ရတယ်ဒါတော့ကိုစိုက်နေတဲ့ရပေါ့နော်ဆိုတော့ဒါလွတ်လွတ်လေးပေါ့နော်ပြီးလို့ရှင်ဒီ color ကိုအားလုံးစိုက်တော့ငါပြန်ပြောင်းခြင်းလေဆိုရှင်အဲ့ဒါကိုပြန်ဖြီးခဲတာကိုပြန်နေပြီးလို့ရှင်ဒီမှာကိုစိုက်တဲ့ color ကိုပြန်ရွေးလို့ရတယ်အနည်းအောင်ရွေးမယ်ဆိုရှင်လေအဖြူကိုရွေးမယ်ဆိုရင်အဖြူကိုရွေးမယ်ဆိုရှင်လေရတယ်ဒါပေမဲ့ salon အားလုံးကိုရေးပြီးတော့ရေးဆိုလို့ရှင်သူကဘယ်တော့တူရမှာမဟုတ်ဘူး ဆိုတော့ပြန်ပြီးတော့ပြောင်းရမှာပေါ့နော်အဲ့လေးအဲ့လေးတော့နည်းနည်းလေးခက်ခဲတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလားဆိုကျွန်တော်တော့အဆင်ပြေပြီဆိုတော့ကျွန်တော်ပြန်ပြင်ချင်တယ်အလောင်းအလောင်းမေးလာပါဆက်ကြရချာဘီဆိုတော့ time page ဟာဒီလိုနဲ့ချက်လိုက်ပါတယ်โอเคဆိုတော့ဒါဆိုရင်ကျွန်တော်လိုလိုနေတဲ့အနေအထားတစ်ခုရောက်ပြီဆိုတော့ကကိုကအဲ့ဒါကိုစိုက်သွားပြီဆိုလို့ရှိရင်ဒီ export ဆိုတဲ့နေရာကိုနေမယ်ပြီးတော့လို့ရှိရင် export ကိုလည်းထည့်နေမယ်ဒါဆိုလို့ရှိရင် down နေပြီပေါ့နော်ဗီဒီယိုက down နေပါပြီဒီ app ကကျွန်တော်တို့တွက်ကပို့ပြီးတော့လွယ်ပြီကျွန်တော်တို့အခုမှဟိုဘလော့လုပ်မဲ့သူတွေတွက်ခဲ့ပြီပေါ့နော်ပို့ပြီးတော့လွယ်ကိုပေါ့โอเคတန်ဆိုလို့ရှိရင်ခုနကျွန်တော် short လုပ်ထားတဲ့ဗီဒီယိုပေါ့နော် အကေတာဆွမ်းကျင်လေးစီပင်ထူသွားပြီဆိုတော့တိတ်မခက်ပါဘူးဒါဆိုလို့ရှင်အားလုံးလည်းနားလည်ကြမှာလို့ထင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ် see you next video guys bye bye